ပညာဘူမိတက္ကသိုလ်သုတဓမ္မဒီပလိုမာ level 1စိတ်အငြိအကျေးများကိုဖယ်ရှားခြင်းစာမျက်နှာ59ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမဒေသနာတော်အရနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်ကိုကျင့်ကြံအားထုတ်နေတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝုဆင်းရဲထဲမှာကျင့်လည်နေရခဲ့ဆင်းရဲဒုက္ခတွေ နဲနေတဲ့မြနဲအောင်ရှင်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စိတ်ထားဖြူရှင်ဖို့အင်တမ်းမှအရေးကြီးတယ်မြတ်စွာဘုရားကစိတ်ညစ်နွမ်းနေလို့ရှိရင်အခြေအနေဆိုးတစ်ခုကိုရင်ဆိုင်ရလိုက်မယ်စိတ်တေတန်ကိလေထေဒုက္ခတိပါတိကင်ခာလို့ဟောတော်မူတယ်ဒုက္ခတိဆိုတာအပယ်ဆင်းရဲဆိုတဲ့ဘဝဒုက္ခတိနဲ့ မကောင်းတဲ့အကျင့်မျိုးကို ဖြစ်စေတတ်တဲ့ပฏิပတ်တိဒုက္ခတိတို့ကိုဆိုလိုတာဖြစ်တယ်။စိတ်ညစ်နှမှုဟာအပယ်ငရဲကိုကြစေနိုင်ပြီးစိတ်ညစ်နှနေရင် လွဲမားတဲ့အကျင့်ကိုကျင့်လို့ဒုက္ခကိုသာမျောလင်းရတယ်။စိတ်တေအာတံကိလေသေဒုက္ခတိပါတိကင်ခာစိတ်စင်ကြယ်တန်ရှင်းပြီးမညစ်နှမှုဆိုရင်ဘဝဒုက္ခတိနဲ့ ပရိပတ်တိသူဂတိကြောင့်ချမ်းသာဒုက္ခဖြစ်လာနိုင်တယ်။ခြုံငုံပြောရမယ်ဆိုရင်စိတ်ညစ်နှွမ်းရင်ဒုက္ခရောက်တယ်။စိတ်ဖြူစင်ရင်ချမ်းသာဒုက္ခရနိုင်တယ်။အဲ့ဒီလိုဆိုလိုတာ။မြတ်စွာဘုရားရဲ့တရားတော်ဟာစိတ်ကိုပြုပြင်ဖို့ဟောတဲ့တရားဖြစ်တယ်။လောကသားတွေကရုပ်ကိုယ်သာအလေးထားပြင်နေကြတာဖြစ်တယ်။ဆံမလအောင်ပြင်တယ်၊ညနာလအောင်ပြင်တယ် ။ဩဇာတွေလောက်အောင်ပြင်းနေ။ကောပဝန်းကျင်တွေလောက်အောင်ပြင်းနေ။တိုးတော့စိတ်ကိုလောက်အောင်ပြင်ဖို့သတိမြကြဘူး။စိတ်မမလာရင် ရုပ်လည်းမလာနိုင်ဘူး။စိတ်ကိုအဓိကထားဟောတဲ့ဒေသနာဖြစ်လို့မြတ်စွာဘုရားရဲ့ဒေသနာကိုအပေါ်ယံလေ့လာတဲ့ပုဂ္ဂိုလ်အချို့ကဗုဒ္ဓဟောပြောချက်ဟာ idealism ဖြစ်တယ်လို့ပြောကြတယ်။ idealism ဆိုတာစိတ်ကိုယ်သာအစ်တရားအဖြစ်လက်ခံတဲ့ဝါဒကိုခေါ်တာ။ မြတ်စွာဘုရားကစိတ်တအစီတရားလို့ဟောတာမဟုတ်ဘူးစိတ်ကိုပြင်ဆင်ရမယ်လို့သာဟောတာစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ဟောတာစိတ်ဖြူစင်အောင်လုပ်ရမယ်လို့ဟောတာအဲ့ဒီတော့သူတို့ဖွင့်ဆိုတဲ့ idealism ဆိုတာနဲ့တခြားစီပါ idealism ရဲ့ဆန့်ကျင်ဘက်ကတော့ materialism လို့ခေါ်တယ်ရုပ်ဝါဒပေါ့ရုပ်ဝါဒဆိုတာရုပ်တအစီတရား စိတ်ဆိုတာကအရုပ်ကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့အရာလို့ဆိုလိုတယ်။မြတ်စွာဘုရားရဲ့တရားတော်တွေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင်ရုပ်တာအစီတရားမဟုတ်ဘူး။ရုပ်လည်းရှိတယ်၊နာမ်လည်းရှိတယ်။ရုပ်နဲ့နာမ်တစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစွန့်ရင်တတ္တိဆိုတာရလာတယ်။ဝိတ္တရိမေကျမ်းမှာရူပံနိုင်တေဇံယုတ်ချိတက်တဲ့ဘာမှပါဝါမရှိပါဘူး။ယုတ်ချိတက်တဲ့စကားလည်းမပြောနိုင်ဘူး။ စားလည်းမစားနိုင်ဘူး။သွားလည်းမသွားနိုင်ဘူး။စွရင်တတ်တိမရှိဘူး။နန်းနဲ့ပေါင်းဆက်မှပေါင်းဆောင်လိုက်တဲ့အခါကျမှရောက်ခါစကားပြောတယ်။စားတယ်၊သွားတယ်၊စသည်ဖြင့်လှောက်ရှားမှုတွေဖြစ်ပေါ်လာတယ်လို့ဖော်ပြထားတယ်။မြတ်စွာဘုရားဟောထားတဲ့တရားဒေသနာဒေသနာတော်တွေဟာတန်တိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တဲ့တရားဖြစ်တယ်။မကြည့်ရင်တော့မမြင်ဘူးပေါ့။ လောကမှာတတိမမူဂူးမမြင် ဆိုတာရှိတယ်။ဒါကြောင့်မို့တတိတမစဉ်ညကို အရင်ထူထောင်ရမယ်။တတိရှိရမယ်။ကိုယ့်ရဲ့အခြေအနေကို ကိုယ့်ဟာကိုလေ့လာကြည့်။စိတ်ကိုလေ့လာတယ်၊ရုပ်ကိုလေ့လာတယ်။အဲ့ဒီလေ့လာတာကိုပဲဒီကနေ့ခေတ်မှာ meditation ကမ္မထံအားထုတ်တယ်လို့ခေါ်တာ။ကမ္မထံအားထုတ်ခြင်းရဲ့အတိပဲဟာကိုယ့်ကိုယ်ကို ပြန်လေ့လာခြင်းပဲ။စိတ်ကိုကိုယ်စိတ်ကိုလေ့လာတယ်။ ကိုယ့်ရုပ်ကိုလေ့လာတယ်စိတ်အခြေအနေတွေဘယ်လိုဖြစ်တယ်ရုပ်အခြေအနေတွေဘယ်လိုဖြစ်တယ်သိအောင်လေ့လာတာအဲဒီလိုလေ့လာမှသိတာမလေ့လာလို့ရှိရင်မသိဘူးလေ့လာလိုက်မယ်ဆိုလို့ရှိရင်အခြေအနေကို အမှန်အကန်သိလာနိုင်တယ်ရုပ်ကိုယ်သားလင်ပါဝါမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးနာမန်ပိနိုင်တေဇံနန္တရားမှာလည်းပဲသူချိတက်တက်ဆို ပါဝါမရှိဘူးဟုတ်တယ်လေနန်ချိတက်တက် ဘယ်လိုလမ်းလျှောက်မလဲနန်းချစ်တက်တက်လမ်းလျှောက်နိုင်ဘူးထမင်းလည်းမစားနိုင်ဘူးစကားလည်းမပြောနိုင်ဘူးရုပ်နဲ့နာနှစ်ခုပေါင်းလိုက်ပြီဆိုလို့ရှိရင်နန်းကစကားပြောချင်တော့ယောက်ကပြောပေးရတယ်နန်းကစားချင်တော့ယောက်ကစားပေးရတယ်နှစ်ခုပေါင်းလိုက်မှအလောက်ဖြစ်တယ်လို့ပြောတာအဲ့ဒီတော့မြတ်စွာဘုရားရဲ့ဝါဒကိုယုတ်တာအစီတရားလို့ဆိုတဲ့ materialism လို့ပြောလို့မရဘူး နန္ဒအစီတရားလို့ပြောတဲ့ idealism လို့လည်းပြောလို့မရဘူးပြောတဲ့ပြောထိုက်တာက realism လို့ပဲပြောလို့ရမယ် realism ဆိုတာအမှန်တရားကို ဖော်ပြတဲ့ဝါဒတကယ်အလက်တွေ့အရှိကိုသာ ပြောတယ်အမှန်ကိုသာပြောတယ်မြတ်စွာဘုရားက အမှန်သိအောင်စူးစမ်းအထောက်ကြာအမှန်မသိသေးတဲ့မြတ်တန်ត្រာကမလွတ်ဘူးအမှန်မသိရင်အမားသိနေတယ်အမားသိနေတာကို အဝိဇ္ဇာလို့ခေါ်တာပဲအဲ့ဒီအဝိဇ္ဇာရှိနေလို့ရှိရင်တင်္ခါရလို့ဆိုတဲ့ဘဝတစ်ခုကိုတိဆော့ပြုပြင်နေတဲ့ကံတရားတွေကိုလောက်တယ်အဝိဇ္ဇာဆိုတဲ့ကိလေသာတင်္ခါရဆိုတဲ့တင်္ခါရဆိုတဲ့ကံကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏလို့ဆိုတဲ့ဘဝရဲ့အစတစ်ခုဖြစ်ပေါ်လာတယ်ဝိညာဏဆိုတာရေပုံရအဖြစ် ြောတဲ့စကားသာဖြစ်တယ်။တင်္ခါရပစ္စယဝိညာဏန္တာမကဘူး။အသိဉာဏ်တပြမပုံမှာကြတော့တင်္ခါရပစ္စယရူပံဇီဝိတနဝကတင်္ခါရဆိုတဲ့ကံကရုပ်ကိုဖြစ်စေတယ်လို့ဒီလိုပြောတယ်။ရုပ်သာရှိတဲ့ပုံကြတော့ဝိညာဏမဟုတ်တော့ဘူး။အမှန်မသိလို့ရှိရင်ကံတွေရှိလာလိုက်မယ်။ကောင်းကံဆိုးကံဆိုတာတွေရှိလာလိုက်မယ်။ ကံစီလာလို့ရှိရင်ဘဝတစ်ခုဟာပေါ်လာလိမ့်မယ်။ဒါဟာအဓိကချက်အဲ့တော့အမှန်သိအောင်လုပ်ရမယ်လို့ဆိုလိုတာ။အမှန်သိအောင်လုပ်တဲ့အခါဆေးဥစွာစိတ်ဖြူစင်အောင်လုပ်လုပ်ဖို့အရေးကြီးတယ်။စိတ်ကဘာနဲ့ဥပမာတူတော့ဆိုရင်ကိုယ်အိမ်မှာအသုံးပြုတဲ့မန်းဆိုတာရှိတယ်။စိတ်ခေတုံးကတော့ကြေးပြားကိုပျော်ဝင်းနေအောင်ပုတ်ထားလို့ကြေးမုံလို့ခေါ်တာ။ မန်ချေးမုံကမုံဝါဝါမရှိပဲကြီးကြီးလင်းလင်းဖြစ်လေလေရုပ်ပုံကပီပီပြင်းပြင်း ဖြစ်လေလေပဲကိုယ်စိတ်အခြေအနေဟာစင်ကြယ်လေလေမိမိရဲ့တန်တန်မှာရှိတဲ့တဘာဝတရားတွေကိုပီပီပြင်းပြင်းမြင်ရလေလေပဲမိမိရဲ့တန်တန်မှာရှိတဲ့တဘာဝတရားတွေကိုပီပီပြင်းပြင်းမြင်ချင်လို့ရှိရင်စိတ်ကိုကြီးကြီးလင်းလင်းဖြစ်အောင်လုပ်ပါလို့ဆိုလိုတာပေါ့မြတ်စွာဘုရားဟောတဲ့တရားက အလွန်လက်တွေ့ကြတဲ့တရားဖြစ်တယ်။မဟာအတ္တပူရတော့ကျင့်စဉ်နဲ့ပတ်သက်ပြီးရှင်းပြထားတယ်။ယဟန်တွေကိုဥတီပေမဲ့လို့နိဗ္ဗာန်ရောက်အောင်ကျင့်ခြင်းတဲ့ပုဂ္ဂိုလ်တိုင်းအစဉ်စဉ်ကျင့်သုံးရမယ်။ကျင့်သုံးကြရမယ်။လောကမှာစကုနေယုံတက်တက်နဲ့ဘာမှဖြစ်မလာနိုင်ဘူး။စကုတဲ့နောက်မှာလောက်ဆောင်ချက်ဆိုတာရှိရမယ်။ကြံရွယ်ချက်ရှိရင်လောက်ဆောင်ချက်ရှိရမှာဖြစ်တယ်။လောက်ဆောင်ချက်မရှိဘူးဆိုလို့ရှိရင်ကြံရွယ်ချက်ဟာ အထမ်းမြောက်မှာမဟုတ်ဘူးနိဗ္ဗာန်ကိုတွားချင်ပြီဆိုလို့ရှိရင် ပထမဆုံးကိုယ်စိတ်ကိုပြင်ရမှာစိတ်ကိုတန်ရှင်းအောင်လုပ်ရမှာစိတ်မှာအညစ်အကြေးတွေရှိနေတယ်ဆိုရင်အမှန်ကမမြင်နိုင်ဘူးခြေမုံပြင်းဟာမုံဝါးဝါးဖြစ်နေလို့ရှိရင်မျက်နှာရိပ်ကိုပြီးပြီးမြင်မြင်မြင်ရမှာမဟုတ်ဘူးပြီးပြီးမြင်မြင်မမြင်ရမမြင်ရဘူးဆိုလို့ရှိရင် မျက်နှာမှာဘာရှိတယ်ဆိုတာသိနေမှာမဟုတ်ဘူး စိတ်ကလေးကြည်ကြည်လင်လာပြီဆိုရင်အတိညာဟာလဲတောက်ပြောင်လာမှာပဲဒါကြောင့်စိတ်ကြည်လင်အောင်ကြိုးစားရမယ်စိတ်ကြည်လင်ဖို့ရာအတွက်စိတ်ကြည်လင်ဖို့ရာအတွက်အခြေခံတွေလောက်ဖို့လိုအပ်တယ်အခြေခံတွေဆိုတာကိုမှတ်ထားဖို့လိုအပ်တယ်နံပါတ်1ဟိရိဥဒ္ဒပ္ပ စိတ်ကြည်လင်ဖို့ကြိုးစားမယ်ဆိုရင်ဟိရိဥတ္တပတရားကိုဆေးဥစွာတိဆောက်ရမယ်။ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်စေရမယ်။ဟိရိဆိုတာမဟုတ်တာလောက်ရမှာရှက်ချင်းမဟုတ်တာပြောရမှာ ရှက်ချင်းအာဟုသောဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တန်တန်မှာဖြစ်ပေါ်လာမှာကိုရှက်တယ်။ယုံနေအာဟုသောမန္တမြမုံတီးတယ်။အဲ့ဒါကိုဟိရိလို့ခေါ်တာနော်။အာဟုသောကို ရှက်ဖို့လိုတယ်။ အရက်ထဲမှာအရှက်မရှိဘူးဆိုတာမလုံးမချုံဟုတ်တာကိုအရှက်မရှိဘူးလို့ပြောချင်ပြောမယ်လူကြတဲ့မှာဟိုလန်းပေါ်မှာထွက်ပြီးတော့ရန်ဖြစ်ရတာတို့ရက်ွက်ထဲမှာမြင်မကောင်းရှုမကောင်းနေထိုင်တာကြာမကောင်းဖြစ်အောင်ဆဲတာတို့ဆဲတာဆိုတာတွေတို့ကြာမကောင်းဖြစ်အောင်ဆဲဆိုတာတွေကိုအဲ့ဓာတွေမျိုးကိုအရှက်မရှိဘူးလို့ပြောကြတာကိုတန်တန်မှာ အကုသိုလ်တွေအဖြစ်ခံနေတဲ့ပုံကိုယ်တိုင်းဟာအရှက်မရှိဘူးလို့ပဲပြောရမှာဘာကိုမရှက်တုံးဆိုရင်အကုသိုလ်ကိုမရှက်တာလေလူကိုယ်တော့ဆက်ချင်ရှက်မှာအကုသိုလ်ကိုမရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ကိုရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခု꽌꽌ပြပြတည်ဖို့ရအကုသိုလ်ကိုရှက်ဖို့လိုတယ်အကုသိုလ်ကိုရှက်တာ ဆက်ရှုပ်တာကိုဟိဒီလို့ခေါ်တာဩတပဆိုတာကြတော့အာဟုသုံနဲ့ပတ်သက်ပြီး လန့်နဲ့ကြောက်တယ်လန့်နဲ့ကြောက်တယ်ဆိုတာအာဟုသုံကိုမိမိတန်တန်မှာဖြစ်လာမှာကိုကြောက်တာအာဟုသုံမိမိတန်တန်မှာဖြစ်ပေါ်လာလို့ရှိရင်ခံရမဲ့အကျိုးဆက်တွေကိုလည်းကြောက်တယ်စာပေကျမ်းဂန်တွေမှာထင်ရှားအောင်ဥပမာနဲ့ပြောထားတယ်တန်တုံးကြီးတုံးဆိုပါစို့ တစ်ဖက်မေးဖောက်ထားလို့ရဲနေတယ်။ဟိုတစ်ဖက်ကမစင်အညစ်အကြေးတွေလူးနေတယ်။မစင်အညစ်အကြေးတွေလူးတဲ့ဖက်ကိုလည်းပဲမကင်ဘူး။ဘာပြုလို့တော့ယွန်းလို့မိထီထားလို့ရဲနေတဲ့ဖက်ကိုလည်းပဲမကင်ရဲဘူး။ဘာလို့တော့ပူမလောင်မကြောက်လို့မကင်နာချင်းတော့အတူတူပဲပေါ့။အဲ့ဒီတော့အာဟုသူနဲ့ပတ်သက်ပြီးတော့ယွန်းလို့မော့ မလောက်တာရဲ့ကြောက်လို့မလောက်တာရဲ့မလောက်တာချင်းအတူတူပဲပေါ့ရည်ရွယ်ချက်ကယုံလို့မလောက်တာကတစ်ခုကြောက်လို့မလောက်တာကတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှေ့ဥစွာတိဆောက်ရမယ်လောကမှာဟိရိဥတ္တပမရှိရင်ကိုချင်းတေလာမပြည့်စုံနိုင်ဘူးတိလာရဲ့အနိကဆုံးအကြောင်းတရားဟာဟိရိဥတ္တပပဲဟိရိဥတ္တပ ပရထာဏဟိရိဩတပဟာတီလာရဲ့နိကအကြောင်းတရားဖြစ်တယ်လို့ဆိုလိုတယ်။အာဟုတို့ကိုလောက်ရမှာမရှိဘူး။အာဟုတို့ကို မကြောက်ဘူးဆိုလို့ရှိရင်ဘလို့မှတီလာမလုံဘူး။ဟိရိဩတပဖြစ်မှတီလာလုံတယ်။တီလာခင်မြဲတယ်။ဒါကြောင့်မို့ရှေးဥစွာကိုယ်တန်တာမှာအခြေခံအဖြစ်စိတ်ကိုဖြူစင်ဖို့အတွက် ဟိရိဥတ္တပကိုအရင်တိဆောက်ပါလို့ဒီတုတ်တော်မှာဟောတာနမနိကာယတမာစာရထို့နောက်ပရိသုဒ္ဓကာယတမာစာရကိုနဲ့ပြုလုပ်ရမယ့်အကျင့်တွေစင်ကြယ်အောင်လုပ်ကာယကံအမှုစင်ကြယ်စေရမယ်ကာယကာယကံအမှုကိုဘယ်လိုစင်ကြယ်စေရမှာတော့ဆိုရင်သူများအသက်တတ်ချင်းမှရှောင်တယ် ရှင်ယုံလည်းမကဘူးတရဝရီအပေါ်မှာတနာတယ်သူများဥစ္စာခိုးခြင်းမှာရှောင်ကျင်တယ်မတရားတဲ့နီးနဲ့ယူခြင်းမှာရှောင်ကျင်တယ်ရှောင်ကျင်ယုံလည်းမကဘူးသူများပစ္စည်းဆိုလို့ရှိရင်လုံးဝမလိုချင်ဘူးပေးတာကန်းနာမှာတပါ သူများပစ္စည်းနဲ့ကင်းအောင်နေတယ်ကာမေတုမိုက်ဆာစာရမှရှောင်တယ်ရှောင်လည်းမကဘူးစိတ်နဲ့တော့မပြေမအောင်ဂိူးဆိုင်တယ် ခាយတုဇိယရှောင်းမီခាយတုဇရိုက်ဖြစ်ပွားစေခြင်းဖြင့်ခាយကံမှုစင်ကြယ်တာနံပါတ်3ဝစီတမာစာရထို့နောက်ပရိသုဒ္ဓဝစီတမာစာရနောက်ကပြောတဲ့ဝစီကံမှုလဲစင်ကြယ်အောင်လို့လည်းမပြောဘူးမန္နာပဲပြောတယ်မတက်အောင်တွေးခွဲစကားမပြောဘူးညင်ညွတ်စိတ်ဆက်အောင်သာပြောတယ်ဆေးရည် တိမ့်ထွာရင်းပြတဲ့စကားကိုမပြောဘူးရေရင်ကြေးကြေးနားခံတာအောင်ပြောတယ်ကျင်နာတဲ့စကားများကိုပဲပြောတယ်အကျိုးမဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားမျိုးကိုသာပြောတယ်ဒါနှုတ်နဲ့ပတ်သက်ပြီးဝစီကံအမှုစင်ကြယ်ပြီလို့ပြောတာနမလေးမနောတမစာရနောက်တစ်ခုကပရိသုဒ္ဓမနောတမစာရစိတ်နဲ့ပတ်သက်ပြီး စင်ကြင်အောင်လို့သူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကို ပြက်လို့ပျက်စီးစေလို့တဲ့ဒေါသနဲ့တွေးတဲ့အတွေးမျိုး ကိုယ်တဏ္ဍာမှာမဖြစ်စေရဘူးကံဤအကျိုးကိုညင်းပယ်တဲ့နတ္ထိကဝါရကံကိုညင်းပယ်တဲ့အကိရိယဝါရလက်ခံကျင့်သုံးတဲ့မိစ္ဆာတဲ့အထိကိုယ်တဏ္ဍာမှာမရှိစေရဘူးမင်္ဂန်နဲ့အမြင်တစ်ခုရှိပြီဆိုရင် မနောကံအမှုစိတ်ဆင်ကြတယ်လို့ပြောတာနမငါပရိသုတ်တဇီဝနောက်တစ်ခုကတော့ပရိသုတ်တအာစီအသက်မွေးမှုဆင်ကြစေရမယ်လောကမှာလူဖြစ်လာပြီဆိုရင်စောက်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတယ်ဒါမှန်တယ်မလုပ်လို့မရဘူးလုပ်မှာပဲလုပ်ရမှာပဲဘုန်းကြီးတွေရဲ့စောက်နေရေးက စွမ်းသင်္ကကြောင်းစေဒါဟာစောင့်နေရေးပဲလူတွေရဲ့စောင့်နေရေးကစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရင်ဆေးဝါးဒါပဲလေဘုံကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပါပဲသို့တော့အခေါ်အော်လေး꿰တယ်ချိုးပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေပုံအကြောင်းတရား꿰တယ်လူမှလည်းစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရင်ဆေးဝါးရှိရမယ် ဘုံကြီးတွေလည်းဒါပဲပစ္စည်းလေးပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီးလန်းနဲ့ရှာပြီးအတက်မွေးရင်ဒါမိုက်ဆာအာဇီဝလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်းရှာဖွေတယ်ဓမ္မလမ်းကြောင်းအတိုင်းရအောင်ကြိုးစားတယ်ဆိုရင်တမ္မာအာဇီဝအဲ့ဒီလိုအတက်မွေးမှုနဲ့ပတ်သက်ပြီးတော့စင်ကြယ်ရမယ်နံပါတ်6အန္တရိယသူဂုတ်တ द्वार နောက်တစ်ခုအန္တရိယသူဂုတ်တ द्वार မျက်စိနာနာလေယာကိုစိတ်လို့ခေါ်တဲ့အင်းဒီ6ပါးကို ထိမ့်သိမ်းဆောင်ရှော့ဖို့လိုတယ်။အင်းဒီထိမ့်နေဆိုတာကြည်ချင်တာမကြည်ရဘူး။နားထောင်ချင်တာမထောင်ရဘူး။ဒီလိုပြောတာမဟုတ်ဘူး။အင်းဒီထိမ့်နေဆိုတဲ့အိဗယ်ကမျက်စိကကြည်စရာကြည်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့။မထိမ့်မှုဆိုရင်မျက်စိကနေသက်စရာ မြင်လာရင် လောဘဖြစ်တယ်။မုန်တီးစရာမြင်လို့ရှိရင်ဒေါသဖြစ်တယ်။ အသေးဉာဏ်အသေးဉာဏ်ကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်။လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်။နာကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်။နှာခေါင်းကအနံ့ရရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်။ရှာနယ်လည်းအရသာပေါ်ရင်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်။စိတ်ထဲကကြံတွေးရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်။ မျက်စိနာနာကိုစိတ်အင်းလေးချောပါမျက်စိနာနာရှာကိုစိတ်အင်းလေးချောပါတကားချောပေါကနေပြီအာဟုတို့တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုတ်ပိုက်ပြီးအသိပညာနဲ့ဖယ်ရှားပြင်နေရင်ဒါအင်းတွေကို လုံအောင်လုပ်တယ်လို့ပြောတာနမခွန်ဘောဇနေမတ်တင်ညူနောက်တစ်ခုကဘောဇနေမတ်တင်ညူတာအစာအာဟာရ စားတဲ့အခါမှာစင်ချင်းတုံတရားနဲ့စားဖို့လိုအပ်တယ်။ဆိုလိုတာကတော့ကြိတ်လို့စားတာလားစားတဲ့လို့စားတာလားဒီနှစ်ခုရှိရမယ်။ဘာအတွက်စားတာလဲ။ရည်ရွယ်ချက်မမှန်ကန်ကန်ဖြစ်ဖို့လိုတယ်။ကြိတ်လို့စားတာဆိုရင်မမှန်ဘူးဟုတ်ရဲ့လား။စားတဲ့လို့စားတာအစာအာဟာရမစားလို့ရှိရင်ခန္ဓာကိုယ်ကြီးတည်တတ်မှာမဟုတ်ဘူး။အလောလောနေမှာမဟုတ်ဘူး။ တပ်ပေတတအာဟာရထိတိကဆိုတဲ့အတိုင်းခန္ဓာကိုယ်တည်နှံ့ဖို့အသက်ရှင်ဖို့အလောလောနိုင်ဖို့ဆိုတဲ့မင်္ဂန်နဲ့ရည်ရွယ်ချက်တွေကိုတည်ပြီးတော့စတာမတ်တင်ညူလို့ခေါ်တယ်။စတဲ့အခါမှာလဲအတိုင်းအတာနဲ့စတယ်။အတိုင်းတာတစ်ခုတည်ပြီးတော့စရမယ်။ဒါတွေဒါတွေကစိတ်စင်ကြယ်မှု စိတ်ရဲ့အငြိအကျေးတွေကိုဖယ်ရှားတော့မယ်ဆိုရင်အခြေခံအဖြစ်လိုအပ်ချက်တွေဖြစ်တယ်။ နံပါတ်6ဇာဂရိယနှုယောဂနောက်တစ်ခုကဇာဂရိယနှုယောဂနိုးနိုးကြကြစူးစမ်းရမယ်မိမိလျော့လျော့မနေရဘူးလှုပ်ချင်တဲ့အခါလှုပ် မလှုပ်ချင်တဲ့အခါနေ မဟုတ်ဘူးမဟုတ်ပဲနိုးနိုးကြကြစူးစမ်းတာနိုးနိုးကြကြစူးစမ်းတယ်ဆိုတာကိုယ်တန်တန်မှရှိတဲ့စိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားပြစ်ဖို့စူးစမ်းအထောက်မှု စိတ်ညစ်ကြေးတွေကိုဖယ်ရှားရမယ်ဆိုတဲ့နေရာမှာကိလေသာတွေမန္တမြတ်သို့မဟုတ်အာဟုသို့မန္တမြတ်တွေအညစ်အကြေးတွေချီပဲသို့တော်အင်တမအရေးကြီးတဲ့အညစ်အကြေး၅မျိုးပေါ့နိဝရဏတရား၅ပါးလို့ခေါ်တယ်အဲ့ဒီအညစ်အကြေးကစိတ်ပူပင်ဆင်းရဲစေတတ်ပြီးတော့ပညာဉာဏ်တွေကို အားပြော့သွားစေတယ်အာဟုသို့ဆိုရင်လဲပညာကိုအားပြော့စေတာပဲ အသိဉာဏ်တွေကိုမုံဝါအပြော့သွားစေတယ်သွားစေနိုင်တယ်အပြော့တယ်ဆိုတာအသိဉာဏ်မုံဝါသွားစေတာမုံဝါသွားတဲ့အသိဉာဏ်နဲ့ဘယ်လိုမှန်မှန်ကန်ကန်မြင်နိုင်မလဲမမြင်နိုင်ဘူးတဘာဝကိုမမြင်နိုင်ဘူးအဲ့ဒါကြောင့်မလို့အသိဉာဏ်ကိုမုံဝါအပြော့စေနိုင်တဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြရမယ်အဘိဇာကာမိစန္ဒကိုဖယ်ရှားခြင်း စိတ်ရဲ့ညစ်ကြေးတွေဟာဘာတွေလဲဆိုရင်និဝရဏတရား၅ပါးပဲនិဝရဏတရား၅ပါးကနံပါတ်1ကာမိတ်ဆန္ဒនិဝရဏကာမဆိုတာ လိုချင်စရာအာယုံတွေကိုဆန္ဒကလိုချင်တာလိုချင်စရာအာယုံတွေကို လိုချင်နေတဲ့တဏ္ဍလောဘသည်ကာမိတ်ဆန္ဒသို့သောဒီတုတ်တံမှာတော့မြတ်စွာဘုရားကကာမိတ်ဆန္ဒဆိုတဲ့အသုံးကိုမသုံးဘဲဗိဇ္ဇာဆိုတဲ့အသုံးနဲ့ဟောထားတယ် အဘိဇံလောကေပဟာယလောကအပေါ်မှာဖြစ်ပေါ်တတ်တဲ့အဘိဇာကိုဖယ်ရှားရမယ်။ဒါစိတ်အညစ်အကြေးတစ်ခုကိုတောက်တင်တာ။ဒါဖြင့်လောကဆိုတာဘာကိုပြောတာတော့ဆိုရင်ဥပါဒာနဲ့ခန္ဓာ၅ပါးကိုပြောတာ။တဏ္ဍဋိဋ္ဌိနဲ့ဆွဲလန်းနေတဲ့ခန္ဓာ၅ပါး။တဏ္ဍဋိဋ္ဌိနဲ့ဆွဲလန်းပြီးတဏ္ဍဋိဋ္ဌိရဲ့အာယုံဖြစ်တဲ့ခန္ဓာ၅ပါး။ ဥပါဒာနဲ့ခန္ဓာ၅ပါးလို့ခေါ်တယ်။ခန္ဓာကိုအာယုံပြုပြီးတဏကငါဟာဆိုတဲ့အတွေးတွေဖြစ်ပေါ်စေတယ်။ဒိဋ္ဌိကငါလို့မာရွင်းတဲ့အယူအဆတွေကို ဖြစ်ပေါ်စေတယ်။တဏဒိဋ္ဌိနဲ့ဆွဲလန်းပြီးတိမ့်ပိတ်တဲ့ခန္ဓာမျိုးကို ဥပါဒာနဲ့ခန္ဓာလို့ခေါ်တယ်။ဒါအဓိကကတော့ကိုယ်ခန္ဓာပဲနော်။အာယုံအနေနဲ့တိမ့်ပိတ်နိုင်လို့ဥပါဒာနဲ့ခန္ဓာလို့ပြောတာမဟုတ်ဘူး။အာယုံအနေနဲ့ကြတော့ ကိုယ်ခန္ဓာတည်းမဟုတ်ဘူးသူများခန္ဓာကို တွေ့တာလဲဖြစ်တာပဲလေနောက်ဆုံးမှာတွေ့တာမှုကယဟန္တာပုဂ္ဂိုလ်ရဲ့ခန္ဓာတော်သွားတွေ့တာတာရှိသေးတယ်လေတောရိယတထေသကအင်မတန်ချောမောတပ်ပယ်လာတဲ့အရှင်ကိစ္ဆာယနာကိုငါဇနီးဖြစ်ရင်ကောင်းမှာပဲလို့သွားတွေ့သေးတာပဲဒါယဟန္တာရဲ့ခန္ဓာကိုယ်ကိုသွားပြီးတော့တွေ့တာတဲ့သဘောပဲပေါ့အင်မတန်ချောမောလပ်ပါတဲ့ဩပလဝနာထေရီကို သူ့ရဲ့မောင်နှမဝမ်းငွဲတော်တဲ့ပုဂ္ဂိုလ်ကတွေ့တာစိတ်နဲ့အခွင့်ရေးချောင်းနေတာထေရီမကယန္နာမကြီးပဲလေယန္နာမရဲ့ခန္ဓာကိုယ်ကိုပဲပုရုဇဉ်ရတနာတတိက တွေ့တာပဲအဲ့ဒီလိုအာယုံနဲ့တွေ့တဲ့ခန္ဓာကိုယ်ကိုဆိုလိုတာမဟုတ်ဘူးကိုယ်ခန္ဓာကိုကြတော့တဏအမြင်နဲ့လဲငါဟာလို့မြင်တယ်ဒိဋ္ဌိအမြင်နဲ့လဲငါလို့မြင်တယ်အဲ့ဒီအမြင်တွေနဲ့တိမ့်ပိုက်မှတ်ယူထားတဲ့ခန္ဓာကိုယ်ကို ဥပါဒာနဲ့ခန္ဓာလို့ဒီလိုဆိုလိုတာအာယုံအဖြစ်မဟုတ်ဘူးခန္ဓာမှာတဏ remind ဖြစ်နေတယ်အနုတ္တိယဓာတ်အနေနဲ့ကိန်းနေတာကိုပြောတာခန္ဓာမှာတဏဓာတ်ရှိတွေကိန်းနေတာကိုယ်ခန္ဓာကိုယ်မှာလူတွေကြည့်လေဧတံမမဒါငါဟာပဲတဲ့နော်ဧတံမမဆိုတာတဏနဲ့ကြည်တာဧတောမေအတ္တငါရဲ့အတ္တပဲဓာတ်ရှိနဲ့ကြည်တာအဲ့ဒီတဏဓာတ်ရှိရဲ့ တဏ္ဍတိရဲ့ပေါ်ဖွာရခန္ဓာကိုယ်ကိုဥပါဒနဲ့ခန္ဓာလို့ဒီလိုပြောတာအာယုံပြုတာကတော့ဖျားရဲ့ရုပ်ကိုလည်းပဲအာယုံပြုနိုင်တယ်။ငါဆိုဖျားရဲ့ရူပကာယတော်မဟာအင်တန်မှကြီးညိုစရာကောင်းတာရှင်ဝကလိကြည့်ပါလားဖျားရဲ့ရုပ်အရှင်းကိုကြည့်ပြီးမခွဲနဲ့မခွာရဲ့ချော့လိုက်တာလာလိုက်တာဆိုပြီးစွဲလန်းနေတာဖျားကိုကြည့်နေရရင်ခြေနဲ့နေတာအဲ့ဒီလိုခြေနဲ့နေလို့မြတ်စွာဘုရားက ကိန်တေဝက်ကလေးအမိနာပူတိကာယေနဒေထေနဝက်ကလေးဧခဏအကွန်ပုတ်ကြီးကြည်နေလို့ဘာကျိုးရှိမှာလဲယောဒမန်ပတ္တိတောမန်ပတ္တိဓမ္မမြင်မငါကိုမြင်မှာပေါ့ဒီလိုမြတ်စွာဘုရားကမန်ကန်တဲ့လမ်းကြောင်းကိုတင်ပေးတာအဲ့တော့ဘုရားရှင်ရဲ့ရုပ်အရှင်ပေါ်မှာလဲတဏ္ဏနဲ့တွေ့တာမှုဆိုတာဖြစ်တာပဲအဲ့တော့ယန္တာရဲ့ခန္ဓာကိုယ်ကအာယုံအားဖြင့်တော့ဖြစ်နေတယ် သို့သောဖျားရဲ့တန်တမှာ ဥပါဒံရဟနာရဟနာပုဂ္ဂိုလ်တွေရဲ့တန်တမှာဥပါဒံမရှိဘူးမရှိတော့တဏတိုက်တိဥပါဒံကိုလုတ်နေတဲ့ခန္ဓာကိုယ်လို့ဒီလိုပြောလို့ရတယ်အဘိဇံလောကေပဟာယလောကဆိုတဲ့ဥပါဒာနဲ့ခန္ဓာမှာတွေ့တာနေတယ်လဲကြည့်လေဘာတွေ့တာနေတယ်လဲကြည့်လေကိလေသာဆိုတာတွေ့တာတဲ့အပေါ်မှာဖြစ်တာ မတွေ့တာဘူးဆိုရင်သူ့ဟာသူညိမ့်နေတာပဲသူ့ဟာသူညိမ့်နေတဲ့သဘောအခုဟာက သူ့ဟာသူညိမ့်နေတာမဟုတ်ဘူးရှိနေတာကိုနောက်ထပ်မဖြစ်အောင်ညိမ့်တရမယ်လို့ပြောတာမလောင်သေးတဲ့မိကိုညိမ့်သွားဖို့လိုသလားမလိုဘူးစဉ်းစားကြည့်ပေါ့လုံးဝမလောင်တာဘာသွားညိမ့်မှာလဲမလောင်သေးတဲ့မိကိုညိမ့်စီညိမ့်စီရမှမလိုတာအဲ့တော့လုံးမဲ့အရာကိုတော့ညိမ့်ရလိုက်မယ် သူဟာသူငိမ့်သွားတာမဟုတ်ဘူး။သူကလောင်မယ်။လောင်မဲ့အခြေအနေရှိရင်မလောင်အောင်လုပ်ရမယ်။ဒီလိုဆိုလိုတာပေါ့။လောင်မဲ့အခြေအနေရှိနေတာကို မလောင်အောင်လုပ်ရမယ်။အဲ့ဒါကိုကသူဟာသူလောင်စားမရှိလို့မလောင်တာပြောတာမဟုတ်ဘူး။လောင်မဲ့အခြေအနေရှိနေလို့ရှိရင်လောင်မဲ့အခြေအနေတွေကို ဖြည့်ဆည်းပြစ်နိုင်အောင်ကြိုးစားရမယ်။ဒါကြောင့်ဥပါဒနဲ့ခန္ဓာဆိုတဲ့လောကအပေါ်မှာ အဘိဇ္ဇာဆိုတဲ့တဏှာကိုဖယ်ရှားရမယ်အဘိဇ္ဇာဆိုတာမျက်စိနဲ့အာယုံတစ်ခုခုမြင်လဲလို့ရှိရင်အဲ့ဒီအာယုံပေါ်မှာတွေးမနေဘူးလားကိုကြိတ်တာလေးဆိုရင်အမလေးကောင်းလိုက်တာလာလိုက်တာလိုချင်လိုက်တာနဲ့အဲ့ဒီအပေါ်မှာတွေးနေတာလေတွေးရုံနဲ့မကဘူးနောက်ကပါထုတ်ပြောပြီးထုတ်ပြီးပြောတာလာလိုက်တာလိုချင်လိုက်တာနောက်ဆုံးတော့ရအောင်ကြိုးစားတာပဲ။ အဲဒီလိုဖြစ်ပေါ်စေတဲ့တဏှာမျိုးကိုဒီနေရာမှာ အပိုက်စာလို့ပြောတာမဟာတတိပဋ္ဌာနာတုံမှလည်းပဲဝိဝိနေယလောကေအပိုက်စာဒေါမနတန်လို့တဏှာကိုအပိုက်စာလို့ဟောတယ်မြတ်စွာဘုရားကအဲဒီအပိုက်စာဟာကာမိတ်ဆန္ဒကိုပြောတာမနောကံထဲမှာပါတဲ့အပိုက်စာကိုပြောတာမဟုတ်ဘူးအာယုန်တစ်ခုမြင်လိုက်လို့ရှိရင်အဲဒီအာယုန်ကိုလိုချင်တဲ့လောဘအတွင်းနဲ့လောဘအတွေးကိုမဖြစ်စေနဲ့ ဒါကိုဖယ်ရှားပြေဖယ်ရှားပြေလဲ့လို့ရှိရင် အာယုံမြင်ပေမဲ့လို့လောဘတွေးမလာတော့ဘူးလူတယောက်သဘောကောင်းနေတာပေါင်းကျင်က ကောင်းလို့သဘောကောင်းတာမျိုးကို မဆိုလို့ဘူးအဆိုးကြတဲ့ကအကောင်းဖြစ်ရမယ်လောဘဖြစ်စရာကောင်းပေမဲ့လောဘမဖြစ်အောင်ဖယ်ရှားရမယ်အဘိဇံလောကေပဟာယဥပါဒနဲ့ခန္ဓာလို့ဆိုတဲ့လောကမှာတဏလောဘကိုဖယ်ရှားပြရမယ်အဲ့ဒီလိုဖယ်ရှားပြခြင်းဖြင့်ဝိကတာ ဘိုက်ဇေနစေတတံဝိဟာရတိအာယုန်တွေပေါ်မှာတွေ့တာမှုကင်းတဲ့စိတ်နဲ့နေရမယ်ဒါစိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားခြင်းပဲနော်ဒါဖြင့်ဖယ်ရှားရမယ်ဆိုတော့ဘယ်လိုလုပ်ဖယ်ရှားရမလဲဖယ်ရှားတဲ့နိလန်းကိုမြတ်စွာဘုရားဟောထားတယ်တရောတွေပေါ်မှာတွေ့တာမှုကိုအသုဘဘဝနာအသုဘဘဝနာနဲ့ဖယ်ရှားရမယ်ဒါဖယ်ရှားတဲ့နေ့စနစ်တစ်ခု ကာမေသနာဆိုတဲ့និဝရဏကိုဖယ်ရှားခြင်းလို့ရှိရင် လောဘမဖြစ်အောင်စံကြက်ပဲအာယုံတစ်ခုခုကိုယူရမယ်လားတဲ့ထင်တယ်လားတဲ့ထင်ပြီးတော့ကိုယ်စိတ်ကလောဘဖြစ်ရင် မလားတာကို တွေးရမယ်လို့ဆိုလိုတာသူပါနုပသိံဝိဟရန္တံအိန္ဒိယေတုအတံဥတံလားတယ်လို့ရှုနေမယ်အိန္ဒိယကိုထိမ့်သိမ့်ဆော့ဆော့မှု မပြုတ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်မှာ ကာမိတ်ဆန္ဒဆိုတဲ့အလောဘတွေလွန်မိုးမှာပဲလောဘတွေမလွန်ရအောင်အာတုပါနုပတ္တိဝိဟာရန္တံအိန္ဒိယေတုတုတံဝုတံအိန္ဒိကိုထိမ့်သိမ်းဆော့ရှော့ပြီးမလပပဘူးဆိုတာကို မြင်အောင်ကြည့်ရမယ်လို့ဒီလိုပြောတာကိုယ်ခန္ဓာမှာရှိတဲ့အညစ်အကြေးတွေမတင့်တယ်တာမတင့်တယ်တာတွေကိုစဉ်ချင်းစဉ်းစားပေးရမယ်အဲ့ဒီအတုပါနမိတ်ဟာအဘိဇာလောဘကိုတားနိုင်တယ် ို့မဟုတ်အာသုဘဘဝနာကိုကြိုးစားအားထုတ်တာအဘိဇာကိုတားနိုင်တယ်။အိန္ဒိယတွေကိုထိမ့်သိမ့်ဆော့ရှော့တယ်။အစာအာဟာရနဲ့ပတ်သက်၍အတိမ့်တာတစ်ခုကိုသိတယ်။အဘိဇာဆိုတဲ့ကာမိဆန္ဒလောဘတွေမပေါ်လာအောင်ဟောပြောပြတတ်ပေးမဲ့ကလျာဏမိတ်တဆိုတာရှိတယ်။နောက်ပြီးအဲဒီကမ္မကောင်အာယုံတွေကင်းရကင်းချောင်းတင့်လျော်တဲ့တရားစကားကိုနာယူမှတ်သားတယ်ဆိုတာလဲလိုအပ်တယ်အထာဂရမှာပြထားတဲ့ကာမိဆန္ဒပယ်ဖို့တရား6မျိုး 調査やめ。ナンバー1アズバナマイクを埋めやめ。ナンバー2アズババワナがバワナを壊やめ。ナンバー3エンディを添添ソショやめ。ナンバー4アサアハラね伴って与えんだを提やめ。ナンバー5マイコン水根しやめ。ナンバー6တင်လျော်လျော်ပတ်တဲ့တရားစကားကိုနာကြားရမယ်လို့ဆိုတယ်။အဲဒီ၆ခု調査အထောက်ချင်းဖြင့် မိမိရဲ့စိတ်ထဲမှာဖြစ်တဲ့ကာမိတ်ဆန္ဒနေဝရဏသို့မဟုတ်အဘိဇာကိုဖယ်ရှားပြစ်နိုင်တယ်။